ရစမချမီကုသူပဲ့ဖြံဘဝလန်းဆန်းဆိုတဲ့ခေါင်းစဉ်လေးနဲ့အနုမောနာတရားကိုတူတူချင်းချင်းဟောပြပေးမှဖြစ်ပါတယ်။ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်များမျက်စိတောင်ကြီးကလေးဘဝကစပြီးဘဝနိဂုံချုပ်ခါနေအထိကုသူနဲ့မကင်းပါဘူး။ဘဝကိုကုသူတရားနဲ့အမြဲတမ်းပဲ့ဖြံနေကြတဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်။ ကုသိုလ်ဆိုတာကုသလံအနာဝိဇံဒုက္ခဝိပါကံအပြစ်ကင်းသောကိုနှုတ်ဆက်လှုပ်ဆောင်ချက်အဲ့ဒါကုသိုလ်လို့ခေါ်တယ်အဲ့ဒီကုသိုလ်တရားကကုသလံအနာဝိဇမိမိတို့စလှုပ်ကြတဲ့ကိုကပြုလို့အထုတ်ကြတဲ့ကိုကအပြစ်ကင်းသန့်ရှင်းသော အလုတ်ဖြစ်တဲ့အတွက်ကြောင့်အကျိုးပေးတဲ့အခါမှာဒုက္ခဝိပါကကောင်းကျိုးချမ်းသာကိုပေးပါတယ်ဒါကြောင့်မို့ ဘဝကိုကုသိုလ်တရားနဲ့ပြည့်ဖြန်းပြီးတော့ခီးသွားရင်အဲ့ဒီကုသိုလ်ရဲ့အစွမ်းသတ္တိချောင်းငြိမ်းချမ်းခြင်းပျော်ရွှင်ခြင်းလန်းဆန်းခြင်းဆိုတဲ့အန္တရာယ်ကင်းခြင်းဆိုတဲ့အကျိုးတရားတွေကိုကုသိုလ်တရားကပေါ်ဆောင်ပြနိုင်ပါတယ်အဲဒါနကုသိုလ်ပဲဖြစ်ဖြစ်သီလကုသိုလ်ပဲဖြစ်ဖြစ်ဘာဝနာကုသိုလ်ပဲဖြစ်ဖြစ်ဘယ်ကုသိုလ်မဆိုကုသိုလ်မှန်ရင်ဒုက္ခဝိပါကဆိုတဲ့အတိုင်းပဲကောင်းကျိုးချမ်းသာ အဖျားဖျားတွေကို ပေးဆွမ်းနိုင်တာဖြစ်ပါနဲ့အရွယ်အားလျော်စွာဒါနလည်းပြုတယ်သီလလည်းပြုတယ်ဘာဝနာလည်းပြုခဲ့ကြတယ်မိမိတို့ပြုခဲ့ပြီးသောကုသိုလ်တရားတို့ယခုပြုဆဲကုသိုလ်တွေအဲ့ဒီကုသိုလ်တွေကိုနှလုံးသားထဲမှာတွေးပြီးခยีသွားမယ်သွားလာမယ်လှုပ်ရှားမယ်ဆိုရင်မိမိတို့ရဲ့ဘဝကိုအမြဲတမ်းကုသိုလ်တရားနဲ့ပြည့်ဖြန်းနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့ဒီကုသိုလ်စေတနာကဘဝကို တန့်ရှင်းစင်ကြည်စေတဲ့အပြစ်ကင်းစေတဲ့လမ်းဆန်းရှိစေတဲ့ဒါနမယနေ့ဒုမကြီးဒုမသေကီမွေးနေ့အထိတ်မှအဖြစ်ဖြစ်တန်ဃာတို့များကိုယခုလိုကုသလာလာရောက်ပြီးကုသကောင်းမှုပြုလုပ်လိုက်တဲ့အတွက်ကြောင့်ဘဝကို ကုသတရားဖြစ်ပဲ့ဖြန်းတယ်လို့ဒီလိုသဘောကိုမှတ်ယူပြီးဒီကုသရဲ့စွမ်းအားကြောင့် ကြောက်လာနိုင်တဲ့ဘေဥပယံဆွဲအန္တရာယ်တွေကင်းပြီးကိုရောစိတ်ပါကျမ်းမှချမ်းသာနိုင်တယ်လို့စိတ်ထဲမှာအဲ့လိုခိုင်မာယုံကြည်လက်ခံသောတတ္တတ္တတရားကိုထား၍ယနေ့ပြုလုပ်အားထုတ်ရသောမွေးနေ့ကုသိုလ်၏အစွမ်းသာတိကြောင့်မွေးနေ့ရှင်ဖြစ်တဲ့ဓမ္မသေကီနှင့်ဒုက္ခမိသားစုအားလုံးအန္တရာယ်ကင်းပေးရှင်ပြီးကောင်းကျိုးချမ်းသာအဖျားများတို့ကို အသည်အသည်ရရှိသုံးဆောင်ခံစားနိုင်ကြစေကုန်တည်း ကဲရည်စက်ချကြရအောင်ဒီစကကိုင်းနဲ့ဆိုကြမယ်ဣဒံမေပုံညာနိဗ္ဗာဏတသုခတပိစယောဟောတုဤကောင်းမှုသည်ဥနာတေယိရှုပ်ထွေးခြင်းမရှိရာချုပ်ဒုက္ခမှန်သမျချုပ်ငြိရာနိဗ္ဗာန်သို့ရောက်ရောက်ရကြောင်း ရရရကြောင်းနှင်းမြဲမှန်ဘဝ၌ချမ်းသာရချမ်းသာကြောင်းជីវရជីវကြောင်းအထောက်အပံ့ခေါင်းဖြစ်ပါစေဣမံပုံညဘာကံတဗ္ဗတတနံဒီမယနေ့ယခုပြုပြုစမြကုသလဤအဖို့ဘာကံ ဝဝကိုကျေစုကြည်မမိဘဘူဘွားဆရာသမားများကိုအစထား၍ကိုဆောင်နှံ့အိမ်ဆောင်နှံ့ရာကွယ်ဆောင်နှံ့မြို့ရွာဆောင်နှံ့အပါအဝင်32ဘုံကျင်းလေကုန်သောအာလုံသောတတ္တဝါတို့အား အမျှပေးဝေကြပါကုအမျှရာကြ၏ကိုစိတ်နှဖျားကြမ်းမာချမ်းသာကြပါစေအမျှဝေကြရအောင်အာလောကြာကြသမျှအမျှအမျှအမျှယူရမူကြပါကုန်လောသာဓု တုသာတုအလုံးကြာကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာတုသာတုသာတုအလုံးကြာကြသမျှအမျှအမျှအမျှ ယူတော်မူကြပါကုန်လောသာဓုသာဓုသာ